မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တောင်စုံစခန်းကိုမေလ၃ရက်နေ့မနက်မှာတိမ့်ပိုက်နိုင်ခဲ့ရာစစ်ကောင်စီဘက်က26ဦးတေဆုံးပြီးလက်နက်အလက်40ကျော်တိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ခလာရ184အခြေစိုက်ရာတောင်စွန်းစခန်းကို KNL အထူးစစ်စင်ရေးတပ်ဖွဲ့ SOF P2999 အထူးတပ်ဖွဲ့ Lion Battalion Commando စစ်ကြောင်း Federal Wings Cloud Wings Drone ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ AP လ9ရက်နေ့မှာ Drone စစ်ဆင်ရေးစတင်ခဲ့တယ်လို့သိရပါတယ်။ AP လ18ရက်နေ့မှာတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ16ရက်အကြာမှာမေလ3ရက်နေ့မှာအပိတ်သတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်ကောင်စီစခန်းကလက်နက်ကြီးလက်နိုင်ငယ်40ကျော်နဲ့ခဲယမ်းအများပြားကိုတင်စီနိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်26ဦးတေဆုံးတာ တက်ရမှုအပါဝင်73ဦးထွက်ပြေးသွားတယ်လို့ထုတ်ပြန်ထားပါတယ်။တောင်စွန်းစခန်းကတော့ကျွန်တော်တို့2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာအခုလိုမျိုးတစ်ချိန်စခန်းသိမ်းပွဲလုပ်ခဲ့ဘူးတဲ့။အဲ့ဒီတုန်းက9ရက်ကြာတယ်။ကျွန်တော်တို့တပ်ဖွဲ့ဝင်တချို့လည်းထိခိုက်ကြဆုံးမှုတွေရှိခဲ့တာပေါ့။ဒီစခန်းကနေဆက်စခန်းတွေထဲမှာဆိုရင် အခက်ခဲဆုံးစခန်းတစ်ခုလို့ပြောလို့ရပါတယ်။အဲ့ဒီစခန်းကို KNL ရဲ့ဦးဆောင်မှုနဲ့ SOF တပ်ဖွဲ့ Lion Battalion တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ကြတာပါ နောက်ပြီးတော့ drone ပူးပေါင်းတပ်ဖွဲ့တွေကလည်းအဲ့ဒီအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒုတိယအကြိမ်ပြန်တိုက်တာပါလို့ SOF တရင်မူကိုအောင်ဆန်ရှားကပြောဆိုရပါတယ်အခုစကမ်းသိမ်းတိုက်ပွဲမှာတော်လိုင်းပူးပေါင်းတပ်ဖွဲ့ကရဲဘော်များထိခိုက်ကြာဆုံးမှုရှိခဲ့တယ်လို့မရရအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့၎င်းကအသိပေးထားပါတယ်ဒါကြောင့်တောင်စုံစကမ်းကဆိုရင်နည်းမြေအခြေအနေရရောမြေပြင်အခြေအနေရရော အရေးပါတဲ့စကမ်းတစ်ခုလည်းဖြစ်ပါတယ်အခက်အခဲဆုံးစကမ်းတစ်ခုလည်းဖြစ်တယ် အဲ့ဒါကိုအောင်မြင်ခဲ့တဲ့အတွက်ကျွန်တော်တို့တွေအတွက်ဒါဟာနေမြေစုံမမှုအတွက်ကိုအများကြီးအကျိုးသက်ရောက်မှုရှိတဲ့စကမ်းတစ်ခုဖြစ်ပါတယ်လို့ကိုအောင်ဆန်ရှားကပြောဆိုခဲ့ပါတယ်တိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီက Jet Fighter နဲ့၈ကြိမ် MI-35 နဲ့၅ကြိမ် W-12 ဘုံးကျဲလေယာဉ်နဲ့23ကြိမ်စုစုပေါင်း၄ချောင်းတိုက်ခတ်မှု36ကြိမ်ပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တောင်စွန်းကျေးရွာနဲ့စင်ပြေကျေးရွာမှာရှိတဲ့ဘာသာရေးအဆောက်အအုံများနဲ့လူနေအိမ်များ90ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ် ဒေသခံတချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့များမှရဲဘော်များလည်းထိခိုက်ကြာဆုံးမှုတွေရှိခဲ့ကြောင်းကို SOF ကပြည်သူတွေကိုအသိပေးထုတ်ပြန်ထားပါတယ်။စကမ်းသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ဘိုးအေဆေးဝါဦးဆောင်တဲ့ Lion Battalion စစ်ကြောင်း KNL PDF ပူပေါင်းစစ်ကြောင်းကလည်းတိုက်ပွဲသတင်းထုတ်ပြန်ရမှာနှစ်ပေါင်း40ကျော်အထိုင်ချတပ်ဆွဲထားတဲ့လင်းနယ်တောင်စုံစကမ်းကို16ရက်ကြာအောင်တိုက်ခိုက်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းပစ်ကူပစ်ခတ်မှုအကြိမ်ကြီး200ထက်မနည်းပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU အမျိုးသားစီယုံ KNU တပ်မဟာ၄နဲမြေကော့တောင်းဘိတ်လမ်းပိုင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒေသုံးကလက်နက်နှက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလာတရက်နေ့မှာစစ်ကောင်စီတပ်စစ်ကြောင်းကိုတပ်မဟာလေးတပ်ရင်းစက်တဲ့နေမြေမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ကော့တောင်းတဲ့ဘိတ်လမ်းပေါ်မှာလာတဲ့ရန်သူကိုကျွန်တော်တို့တပ်ကတိုက်တယ်ပြီးတော့မေလာနှစ်ရက်နေ့မှာအဲ့ဒီနေရာကို ပြန်ရှင်းတဲ့အချိန်မှာရန်သူအလောင်းတလောင်းတွေ့တယ်ပြီးတော့အဲ့ဒီရန်သူရဲ့ MA4 79တွေးတလက် MA2 ဆက်လက်တလက်နဲ့တခြား RPG သီးတွေဘုံးသီးတွေရတာပေါ့ရန်သူတွေကတော့ခံမှန်း၂ယောက်၃ယောက်လောက်တော့သေးမယ်ပြီးတော့တခြားဒဏ်ရာရတဲ့သူတွေလည်းရှိမယ်လို့ ဘရူဆောအင်နာကပြောဆိုခဲ့ပါတယ်။တင်းစီရရှိခဲ့တဲ့လက်နက်ခဲယမ်းနဲ့စစ်အုံဆောင်ပစ္စည်းများရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလည်းတပ်မဟာ၄ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။ KNU တပ်မဟာ၄ထံကိုစစ်ကောင်စီတပ်သားတို့အလင်းဝင်လာခဲ့ခြင်းတွေရှိတယ်လို့နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတို့တိုက်ပွဲအတွင်းမှာထိနာပြီးတော့တရင်အလိုက်လက်နက်ချခြင်းစစ်ကောင်စီတပ်စခန်းတစ်ခုလုံးစခန်းကိုဆုံးခွာထွက်ပြေးခြင်းများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မန်စီမိုးမောင်းနဲ့ မော်မျိုးနယ်များမှာ KIA နဲ့စစ်ကောင်စီတပ်တို့ကြားမှာစီရဲတင်းမာမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ3ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကဝိုင်းမော်မျိုးနယ်ဂန်ဂန်တောင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းဝိုင်းမော်မျိုးဒေသခံတအုပ်ကပြောပါတယ်။စခန်းကတော့တပ်စခန်းကြီးမေလ3ရက်နေ့မနက်ကလေးကတိမ့်နေတာလက်နက်ကြီးလက်နက်ငယ်တွေအတန်တွေကြားနေရတယ်လို့ဝိုင်းမော်မျိုးဒေသခံတအုပ်ကပြောပါရတယ်။ဒါအပြင်2024ခုနှစ် မက်လာကနေစတင်ပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာ KIA နဲ့စစ်ကောင်စီတပ်တို့ကြားမကြာခဏတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဒါကြောင့်ဒေသခံများကမြို့ကိုစွန့်ခွာကာစစ်ရှောင်နေကြရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြို့အတွင်းမှာရှိတဲ့နေအိမ်များမှာဝင်ရောက်တက်ဆွဲကာပစ္စည်းများယူဆောင်ခြင်းတွေရှိနေကြောင်းကိုမိုးမောင်မြို့ကန်ဒေသခံတို့ကပြောပါဗျ။မြို့ထဲမှာလက်နက်ကြီးတွေကြတော့စစ်ရှောင်ကြရတာအခုထိပဲအဲ့ဒါကိုစစ်တပ်ကမြို့ထဲအထိနေရာဝင်ယူပြီး ပစ္စည်းတွေအကုန်လုံးကိုတည်ထုတ်နေတာလို့၎င်းကပြောဆိုကြပါတယ်။ဒါအပြင်မေလ၂ရက်နေ့ကမန်စီမြို့နယ်နဲ့အနီးအနားမှာရှိတဲ့ခြေရွာတွေကအရက်သားပြည်သူများကို KIA နဲ့စစ်ကောင်စီတပ်တို့ကရွှေ့ပြောင်းကိန်းထားပြီးတော့နှစ်ဖက်စီရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်။မန်စီမြို့မှာခမာယာ319အပြင်ရဲစခန်းမှာကြန့်ရှိနေသေးတဲ့အတွက်အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်သွားနိုင်ပါတယ်။အဲ့ဒီအတွက်အရက်သားတွေမထိခိုက်အောင်ရွှေ့ပြောင်းခိုင်းတာလို့၎င်းကပြောဆိုခဲ့ပါတယ်။ အလားတူပဲဗမော်မြို့နယ်အတွင်းကိုစစ်ကောင်စီတပ်များကအင်အားဖြည့်တင်းလျက်ရှိပြီးမြို့နေဒေသခံများကိုလည်းစစ်ဆင်းမှုများတင်းကျပ်လျက်ရှိတယ်လို့ဗမော်မြို့ဒေသခံတို့ကပြောပါတယ်ဗမော်မြို့ထဲမှာကစစ်ကောင်စီကအင်အားတွေဖြည့်တင်းထားတယ်အနီးနားကရွာတွေမှာလည်း KIA နဲ့ PDF တွေရှိတယ်စစ်ရေးကတော့တင်းမာနေတဲ့သဘောပေါ့တိုက်တော့မတိုက်ကြသေးဘူးလို့ပြောဆိုခဲ့ပါတယ်လက်ရှိအချိန်မှာကချင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့အရေးပါတဲ့တပ်စခန်းကြီးများကို KIA ကတိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီးစစ်ကောင်စီဘက်ကလည်း မြို့များအသိမခံရရေးအတော်ခန်းစစ်ပြင်ကအင်အားဖြည့်တင်းလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဂွမ်းမြို့အခြေစိုက်အမှတ်963ချင်းမြန်တရင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားယုံနေနေတဲ့အတွက်ပြည်သူ့စစ်အယောက်80ခန်းကိုတရင်ထဲကိုခေါ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိတ်ကောက်ပေါတူချောင်းသာကြီးစတဲ့ကြေးရွာအုပ်စုများကပြည်သူ့စစ်အဖွဲ့ဝင်များကိုခေါ်ထားခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် အင်အားနဲ့နေလို့လည်းပါတယ်လို့လာတိုက်မှာကိုကြောက်လို့လည်းပါမယ်လောလောဆယ်ကတော့ပြည်သူစစ်တွေကို963တက်တွင်းနဲ့တက်ရှိကစာတင်ကြောင်းမှာနေခိုင်းတာတွေတွေ့ရတယ်လို့ဒေသခံတဦးကပြောပါတယ်အခုလိုမျိုးခေါ်ဆောင်ခံရတဲ့ပြည်သူစစ်များဟာ၎င်းတို့ရဲ့သဘောဆန္ဒမပါဘဲနဲ့ခေါ်ဆောင်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်အမှတ်963ချင်းမြန်တက်ရင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ခန့်ရှိတယ်လို့ဒေသခံတွေကဆက်လက်ပြောပြပါတယ် အလားတူပဲဂွားမျိုးအခြေဆိုင်အမှတ်962ချင်းမြန်တိုင်ရင်မှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ခန့်သာရှိတယ်လို့နောက်ထပ်ဒေသခံတဦးကပြောပါတယ်ဒါအပြင်အရခတက်တော် AA ကလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်အမှတ်963ချင်းမြန်တိုင်ရင်ပတ်ပတ်လဲမှာမိုင်းများထောင်ထားတယ်လို့သိရပါတယ်အမှတ်962 963တက်နဲ့တက်ရဲ့တက်ဝင်းများအတွင်မှာဂရုချင်းများပတ်ပတ်လေတူးထားတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။96နဲ့963နှစ်တက်လုံးကရှေ့တန်းကိုခဏခဏသွားရတယ်။ထွက်သွားရင်လည်း ရှေ့တန်းကနေပြန်ရောက်လာတာကနဲတော့စစ်သားအစ်စ်တွေပဲခဏခဏထက်ရောက်လာတယ်လို့ဆက်လက်ပြောဆိုခဲ့ပါဗျ။ဂွားမျိုးကိုဝင်ပေါင်များဖြစ်တဲ့ဂွားငါတိုင်းချောင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ခိမ့်နဲ့ဂွားတန်တွဲလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဂိတ်တို့မှာစစ်ကောင်စီကလုံခြုံရေးတွေတင်းကျပ်ထားကြောင်းကိုဒေသခံများရဲ့ပြောပြချက်အရသိရပါဗျ။လက်ရှိမှာရခိုင်ပြည်နယ်အတွင်းအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ဂျားမှာတိုက်ပွဲများပြင်းထန်လျက်ရှိပြီးတော့ဘူးဒီတောင်မောင်တော်အန်း တန်တွဲမြို့များမှာတိုက်ပွဲများနေ့စဉ်ရက်ဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါဗျ။ဘူးဒီလောင်စကခ15ကိုအပိသက်သိမ့်ပိုက်ရယူနိုင်ရေးအတွက်ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်ဘူးဒီလောင်မြို့နယ်အတွင်းမှာတိုက်ပွဲများပုံမပြင်းထန်နေကြောင်းကို AP လ26ရက်နေ့မှာအရခတ်တက်တော် AA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်မှာအကြမ်းဖက်စေကောင်းစီစစ်ကြောင်းကိုနှစ်ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ2ရက်နေ့ကမနက်9:00နာရီခွဲအချိန်မှာဒဝဲမြို့မောင်မရှောင်ကျေးရွာဖျားမဲစစ်စေးရိတ်ဂိတ်ကဇဟာအမြောက်တပ်ကိုလာတဲ့စစ်သား60ဦးပါတဲ့စစ်ကြောင်းကိုမောင်မရှောင်ကျေးရွာအနီးမှာဘာထူးတက်မှာတော့ BHA ကနှစ်ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုကစစ်ခွေး9ကောင်တေးတယ်လက်နက်တွေကတော့တင်းစီရမိတာမရှိပါဘူးလို့ဘာထူးတက်မတော့ BHC ကတာဝန်ရှိသူတို့ကပြောပြထားပါဗါဘာထူးတက်မတော့ BHC က2024ခုနှစ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုစစ်ရေးအရှိန်မြင့်ကအမြင့်ပြတ်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ရေးအသည့်တရိပ်နဲ့သွာလာနေထိုင်ကြရရန်နဲ့ ပြည်သူ့ကာကွယ်အဖွဲ့များကတရားဝင်အသိပေးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များကိုလေးစားလိုက်နာကြရန်ဗာထုတက်မတော် BHA ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကင်ထုတ်ဖြစ်တဲ့ပြူစောတီးများပြည်သူ့စစ်အဖွဲ့များနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအားလုံးအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ကြာရှုံးမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုစွန့်ခွာပြီးတော့ပြည်သူရင်ဝင်ကိုအ мян ဆုံးခိုးလုံဝင်ရောက်ကြဖို့အတွက်တိုက်တွန်းထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အောက်ကင်းကျေးရွာအခြေစိုက်စစ်ကောင်စီတပ်ရဲ့တပ်ချက်ကြီးစေရိတ်အဆင့်ရှိတဲ့သူ၂ဦးဟာလက်နက်ခဲအနေနဲ့အတူတောင်ပိုင်းညီနောင်စစ်ကြောင်းထံကိုအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်ကင်းကျေးရွာအခြေစိုက်စစ်ကောင်စီရဲ့အမှတ်99ခွန်ချင်းမြတ်တရင်ကတပ်ချက်ကြီးစေရိတ်အဆင့်ရှိတဲ့ကိုကိုထွေးနဲ့မြတ်စိုးဦးတို့၂ဦးဟာ ပြီးခဲ့တဲ့ AP လ28ရက်နေ့မှာတောင်ပိုင်းညီနောင်စစ်ကြောင်းထံကိုအလင်းဝင်ခဲ့တာလို့သိရပါဗါတယ်တောင်ပိုင်းညီနောင်စစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံကိုဆိုင်ညီကအလင်းဝင်လာတဲ့တက်ကြက်နှစ်ဦးဟာစစ်တပ်အာဏာသိမ်းကလေးကအလင်းဝင်ဖို့စဉ်းစားထားခဲ့ပေမဲ့အခြေအနေမပေးတာကြောင့်အခုမှအလင်းဝင်ခဲ့တာဖြစ်တယ်လို့ပြောပြရပါတယ်စစ်ကောင်စီတက်ကြက်ကြီးနှစ်ဦးဟာ MA3 တနက်နှစ်လက် 5.56G 260တောင်းနဲ့ဂျီပေါက်6ခုနဲ့အတူအလင်းဝင်လာတာကြောင့်ထိုက်တန်နဲ့ဂုံပြူချင်းမြငွေပေးအပ်သွားမယ်လို့ဆိုပါတယ် အလင်းဝင်လာတဲ့တက်ချက်ကြီးနှစ်ဦးကိုတော်လိုင်းအင်အားစုတွေရဲ့ထိန်းချုပ်နယ်မြေမှာလွတ်လွတ်လပ်လပ်သွာလာခွင့်ပေးထားပြီးတော့ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ထားတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ April 14ရက်နေ့ကလည်းတရချောင်းမြို့နယ်ဝင်းဝကျေးရွာရဲစခန်းကတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား3ဦးဟာလည်းလက်နက်ခဲယမ်းနေတဲ့အတူပဒီတလုံးပျောက်ကြားတပ်ဖွဲ့ထံကိုအလင်းဝင်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။